ရက်ကွက်တရက်ကွက်မှာအိမ်တွေရှိတယ်၊ရေမြောင်းတွေကောင်းတယ်၊ရက်ကွက်တန့်တယ်၊ရေစည်းရေလာကောင်းတယ်။လူတွေကရေမြောင်းတွေကိုအမိုက်ပစ်ချတာ။အမိုက်ပုံရှိတာတော့မပစ်ဘူး။ဒီနားလေးပဲကတ်ပစ်တယ်။ရေမြောင်းတွေကပိတ်ကုန်တော့ရေဝတ်သွားအောင်။ရေဝတ်တော့ချင်ပေါက်။ချင်ပေါက်တော့ရက်ကွက်ကိုချင်ကိုက်ပါလေ။သွေးလုံးတုတ်ကွေးယောဂါဖြစ်တယ်။အဲ့ဒါနဲ့အထက်ကိုတိုက်ရင်လောက်ကြပါဦး။ဒီမှာရက်ကွက်မှာသွေးလုံးတုတ်ကွေးယောဂါဖြစ်နေတယ်ဆိုအထက်ကလူကိုဆေလွတ်တယ်။အဲ့ဒီရက်ကွက်ရဲ့ပြဿနာကိုသွားရှင်းပါ။ လာမေးတယ်ဘာဖြစ်နေတာလဲသူတို့တို့ကိုဘာကြောင့်ဖြစ်တာလဲရှင်ပေါ့ဗျာဒီမှာရှင်ခိုက်တယ်အဲ့ဒါလည်းပဲโอเคငါဖြည့်ရှင်းပေးမယ်ဆိုပြီးတော့မှရှင်းစေးရောင်းတယ်သူတို့တို့ကိုကင်းဝဲဖို့ငါရောင်းနေတော့ရှင်းစေးကိုဝယ်ချစို့ Jesus တင်လိုက်တာဆိုပြီးရှင်းစေးသွားဝယ်ရှင်းစေးထုံးတော့ရှင်းပြေးပါလေဘယ်ချိန်ထိပြေးလဲမကုန်မချင်းရှင်းပြေးတော့ရက်ွက်ကဘသူ့ကို Jesus တင် ရှင်စေးရောက်တဲ့ဆိုင်ကိုဂျေစုတင်တယ်ဂျေစုတင်လိုက်တာမင်းရှင်စေးရောက်ပြီလို့အဲ့တော့ရှင်စေးရောက်တဲ့သူကဘုသူဂျေစုတင်တယ်ဟုတ်တယ်ချင်းနေကိုဂျေစုတင်တာကြိုက်တော့ချင်းနဲ့အကြိုက်ခံရတဲ့သူဂျားထဲမှာရှင်စေးရောက်တဲ့သူစီးပွားဖြစ်သွားတာအဲ့တော့ရှင်စေးရောက်တဲ့သူကမောင်မကြီးသားချင်းကြက်မှာပါစီချမ်းသာပါလေဘာကြောင့်လဲရှင်ရှိလို့စီးပွားဖြစ်တာတချို့လည်းနတ်ဆိုးရှိမှစီးပွားဖြစ်တာအဲ့ဆိုရက်ခွက်ကိုအထက်ကဆေးလွှဲလိုက်တဲ့အကြောင်းရင်းကသူစီးဝါရှာဖို့လားရက်ခွက်ရဲ့ပြဿနာကိုဖြေရှင်းဖို့လားအဲ့တော့ဒီနေ့တဖြည်းဖြည်းနဲ့ရှင်စေးက ဆင်းပြီးတို့ဖြစ်မှတဖြည်းဖြည်းနဲ့တည်လာအရင်တုန်းကချင်းကြိုက်ခံရတဲ့ဒုက္ခပဲခံရတာအခုကျတော့ချင်းစည်းဝယ်တဲ့ဒုက္ခပါဘူးလားအဆင်ပြေလားမပြေဘူးအဲဆိုရင်အဆင်မပြေဘူးထပ်អော်တော့နောက်တစ်ယောက်လာတယ်ဟာဘယ်နဲ့ချင်းစည်းရောင်းရမှာလဲချင်းအန်ဒီရကင်းဝေးဖို့ငါ6နောင်ကိုဝယ်ကြဆိုအဲဆိုရင်ချင်းကြိုက်မခံချင်းဘယ်ထဲမှာနေအဲဆိုသမင်းစားရင်လည်းမမစားရေချိုးရင်လည်းမမချိုးအဆင်ပြေလားဘယ်သူတော့ပြေသွားလဲ6နောင်ရောင်းတဲ့သူတော့အဆင်ပြေသွားတယ်ကဲအဲဆိုရင်နောက်တစ်ယောက်လာမယ်ဘာဖြစ်လဲ သွင်းလုံးတုတ်ခွေးဖြစ်တယ်ဘာဖြစ်လို့လဲရှင်ဖို့ချင်းအဲ့ဒါအဲ့လူကထပ်မေးတယ်ဘာဖြစ်လို့ရှင်ကြိုက်တာလဲဩရှင်ကြိုက်ပါတယ်ဆိုမှအေးဘာဖြစ်လို့လဲရှင်ရှိလို့ဘာလို့ရှင်ရှိတာလဲရှင်ပေါက်လို့ပေါ့ဘာဖြစ်လို့လဲရေဝတ်နေတယ်ဘာလို့ရေဝတ်တာလဲမြောင်းထဲမှာဘာဖြစ်လဲလဲထိုးသူဒီရှင်စင်းမရောရှင်အောင်မရောပိတ်နေတော့မြောင်းကိုရှင်းပလိုက်တယ်ရှင်စင်းမရောတော့ကြောင့်ရှင်အောင်မရောတော့ကြောင့်သူစီးဝါဖြစ်လာဒါပေမဲ့သူလာတာစီးဝါရှာဖို့လားဘာလို့ပို့လဲရက်ကွက်ရဲ့ပြဿနာကိုဖြေရှင်းပေးဖို့ခြေစင်းမြောင်းတော့ကြောင့်စီဝါမဖြစ်ခြေအောင်မြောင်းတော့ကြောင့်စီဝါမဖြစ် ပိတ်လေသောမြောင်းကိုရှင်းခြင်းအဖြစ်အရင်မြစ်ကိုရှင်းပြီးသားဖြစ်သွားတယ်အဲ့တော့ရင်မို့တော့ချင်မပေါ့ချင်မပေါ့တော့ချင်မကိုက်ယောဂါကိုလည်းရှင်းပြီးသားရက်ွက်သူရက်ွက်သားပြောလားဘသူတွေစိတ်ဆိုးရှင်းစင်းရောက်တဲ့သူတွေစိတ်ဆိုးတာပေါ့ကျွန်တော်ရောက်တဲ့သူတွေစိတ်ဆိုးတာပေါ့ကဲအဲ့ဒါလို့ရှင်ရင်မေးစရာရှိတယ်ကျွန်တော်တို့စီမှာပြဿနာတွေရှိယောဂါတွေရှိတယ်အမင်္ဂလာတွေရှိတယ်မေးချင်တာကတက်တာချင်တာလားပျောက်ကင်းချင်တာလားပျောက်ကင်းချင်ရင်အရင်မြစ်ကိုရှင်းလေဘာလို့ဆေးမိလို့တွေလျှောက်ကုနေကျွန်တော်ကဆေးမိလို့လေးနဲ့ရက်စားလေးနဲ့ရက်လိုက်ဟိုကလေးလှုပ်လိုက်ဒီကလေးလျှောက်လှုပ်နေတာ အရင်မြစ်ကိုဖျက်ရတာဘာကိုဖျက်ရလဲဒီကောင်တော်ကတော့ကျွန်တော်အမှုတော်ဆောင်ဆိုတာယုံကြည်သူတွေရဲ့ပြဿနာကိုယဉ်ပြီးစီးပွားမရှာရဒီနိုင်ငံကမျက်ရည်အစ်စ်နော်ဒုက္ခအစ်စ်နှုတ်ကပတ်တော်အစ်စ်နဲ့ကုမရတယ်ဒုက္ခအစ်စ်ကိုတရားတုနဲ့ကုလို့မရလူတွေကတကယ်မျက်ရည်ကျနေတာတင်တို့တကယ်ဒုက္ခရောက်နေတာသားသမီးတွေမလိမ်မာတာမွေးရဆွေးဝါးဆွဲတာလမ်းလွဲနေတာတကယ်ငရဲကလည်းအစမ်းကြလို့မရဘူးတကယ်ကြတယ် နှုတ်ကပတ်တော်အစစ်ကိုခံယူမရတယ်အေးမန်အဲ့ဒါကိုသိရကျွန်တော်တို့ဓမ္မဆရာတွေကလည်းလူတွေရဲ့တောကဒုက္ခကိုတည်ပြီးတော့မှစီးပွားမရှာရအောင်ကျွန်တော်တို့ဓမ္မဆရာရဲ့တိတ်ခါလဲမဟုတ်ကဲဥမာနဲ့ပြောမယ်တိုင်းပြည်ကိုဂေါလျက်လာတော့ဘယ်သူမှထွက်မတိုက်ဘူးဒါဝိတ်ကစစ်တိုက်ဖို့လာတာမဟုတ်ဘူးသူ့အကိုတွေကိုအစာကျွေးဖို့လာတာအဲ့ဒါကြောင့်လက်နက်လည်းမပါဘူးငါပြီ तू ကစစ်သားလည်းမဟုတ်ဘူးတိုးကြောင်းသားဂေါလျက်ကိုနိုင်လို့ तू ကတိတ်ခါတက်မသွားအောင်တိုးတကောင်ပြောင်းရင်တော့တိတ်ခါကြတယ် ဘာကြောင့်လဲသူဒီ warrior စစ်သားမဟုတ်ဘူးသူဒီ shepherd သိုးရင်းဖြစ်တယ်သိုးရင်းတယောက်ရဲ့တိတ်ခါတိုးတွေကိုကြည့်ဖို့အတွက်ပဲသိုးတော်အောင်ပြောင်းရင်တိတ်ခါကြတယ်ဂေါလျက်ကိုရှုံးလို့လည်းတိတ်ခါမကြဘူးနိုင်လို့လည်းတိတ်ခါတတ်မသွားဘူးဘာကြောင့်လဲသူကသိုးကြောင်းသားလေအမှုတော်တယောက်နိုင်ငံတကာမပတ်ဖူးလို့လည်းတိတ်ခါမကြသွားဘူးတေချာတာကအတင်းသူတင်းသားကိုမကြည့်ရင်တိတ်ခါကြတယ်အတင်းသူတင်းသားနာကျင်နေတဲ့အချိန်မှာစွန့်ပြောင်းပေးရင်တိတ်ခါကြတယ်လမ်းလွဲနေတဲ့အချိန်မှာမတည့်ပေးရင်တိတ်ခါကြတယ်အဲ့ဒါသိုးရင်းတယောက်ရဲ့တိတ်ခါပဲအဲ့တော့ကျွန်တော်ဓမ္မဆရာကြီးဆိုတာပြဿနာကိုဖြေရှင်းဖို့ဖြစ်တယ် ပြဿနာကိုအရင်တည်ပြီးအမျက်ထုတ်ဖို့မဟုတ်ဘူးစီးဝါရှာဖို့ကိုယ်နာမည်ကြီးအောင်လုပ်ဖို့မဟုတ်အဲ့ဒါကိုသိရတယ်